ားလုံးပဲမင်္ဂလာပါဗျကျွန်တော်ကိုတိုင်ပဲဖြစ်ပါတယ်ဗျဒီနေ့မှတော့အဝေးကလူတယောက်ကိုချစ်ခင်နှစ်သက်ရလူတယောက်ကိုရှာဖွေလို့ရတဲ့နီးနီးတစ်ခုမရောက်ပေးမှဖြစ်ပါတယ်အဲ့တော့မိတ်ဆွေတို့မှာလည်းကိုတွေ့ကျင်တဲ့အပေါင်းအသင်းမိတ်ဆွေ EST ဒါမှမဟုတ်ကိုကောင်လေးကိုကောင်မလေးဟိုးအဝေးကိုရောက်နေတဲ့ကိုကောင်လေးဟောတနေ့တချင်းမှာသွားလို့လှုပ်လို့နေတဲ့ကိုရဲ့ကောင်မလေးဟောကိုရဲ့မျိုးသားဟောတခြားတိုင်းသမားလေးမှာလှုပ်လို့သွားလို့နေကိုရဲ့မျိုးသမီးချမ်းရနေမှာလုံးတွေသွားလုံးနေတယ်အဲ့တော့အဲ့လိုချင်းနေမျိုးတွေမှာဒါမှမဟုတ်လေကိုနဲ့ဆက်သွယ်ဖြစ်နေတဲ့မိကောင်းဆွေကောင်းနဲ့ EHD အဲစပစ်ပေါ့နော် ကိုပြန်တွေ့ကျင်တဲ့လူအဲအဲ့လိုမျိုးလူတွေရှိရင်ကျွန်တော်ခုပြောတဲ့နည်းနည်းတိုင်းပြန်ရှာလို့ရပါတယ်ပြန်ရှာလို့ရတယ်ဆိုတော့ကသူဘယ်နေရာမှာဘာတွေလုပ်နေလဲဆိုတာကြအကုန်လုံးကိုကျွန်တော်တို့အတိအကျသိနေပါတယ်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ဒီဟာလေးလုပ်ဖို့အတွက်ဘာလဲလူလဲဆိုတော့သူ့ရဲ့ဓာတ်ပုံတပုံတော့လုံးမယ်အဲသူ့ရဲ့ဓာတ်ပုံကလည်းလုံခဲ့တဲ့တင်းလောက်ကပုံတော့မရဘူး6လ3လအတွင်းရိုက်ခဲ့တဲ့ပုံတော့ဖြစ်ရမယ်အဲ့တော့သူ့ရဲ့ဓာတ်ပုံကလည်းအဲကျွန်တော်တို့တွေဒီတိုင်းဟောင်းလုံးတော့မရဘူးပုံတော့ဟုတ်ပြီဒါသူ့ရဲ့ဓာတ်ပုံတပုံလည်းရပြီရပြီဆိုလို့ရှိရင်ကျွန်တော်တို့က ညဘက်အိတ်ခန်းဒီချိန်လေးမှာကြည့်ပြရမှာဖြစ်ပါတယ်အိတ်ခန်းဒီချိန်မှာသူ့ရဲ့ဓပုံကိုကျွန်တော်ခေါင်းအောက်မှာထည့်လိုက်မယ်သူ့ရဲ့ဓပုံကိုကျွန်တော်တို့ခေါင်းအောက်မှာထည့်လိုက်မယ်ထည့်လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့ရဲ့ပလက်လန်လိုက်ပါပလက်လန်လိုက်ပါတော့ကျွန်တော်တို့ကအိတ်ခန်းဒီပုံစံလေးပေါ့နော်အိတ်လိုက်ပါဟုတ်ပြီအိတ်နေနဲ့ဘာလို့မလဲဆိုတော့ကျွန်တော်တို့ရဲ့ဘယ်ဘက်ကျွန်တော်တို့ရဲ့ဒီဒီပေါ့နော်ညာညာညာတန်းနဲ့မိတ်ဆွေများညာနဲ့လို့ဖယ်တန်းနဲ့မိတ်ဆွေများတော့ဖယ်နဲ့လို့လို့ရပါတယ်လက်ညှိုးနဲ့လက်ခံနဲ့နဲ့ကို ထိထားမှာဖြစ်ပါတယ်လက်ညှိုးနဲ့လက်ခနဲ့ကိုထိလို့ရှိရင်ကျွန်တော်ငငယ်တော့ဆော့ဆော့တယ်လို့ပဲအဲလက်ညှိုးနဲ့လက်ခနဲ့ကြားထဲမှာကျွန်တော်တို့လက်လေးတစ်ချောင်းထည့်ပြီးတော့ဒီမျိုးဖြက်လိုက်လို့ရှိရင်အဆက်အသွယ်တွေပြတ်သွားတယ်အဲတကယ်ချင်းအဖြစ်ကရက်ဆဲတယ်ပေါ့နော်ကျွန်တော်ငငယ်တော့ဆော့လို့ပဲဒါမှမဟုတ်လက်ညှိုးနဲ့လက်ခနဲ့ကိုဖိလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့တကယ်ချင်းဆက်ခင်နေသေးတယ်အဲဒါကြောင့်ကျွန်တော်တို့ငငယ်တော့ဆော့တဲ့အချိန်ပေါ့နော်အခုလည်းအဲ့လိုပဲလက်ညှိုးနဲ့လက်ခနဲ့ကိုကျွန်တော်တို့ဒီပေါ့နော်ထိတ် ိတ်ထိတ်တစ်ခုကိုကျွန်တော်တွေထိတာမှာဖြစ်ပါတယ်လက်ညိုထိတ်နဲ့လက်လက်ကနေထိတ်နဲ့ထိတာမှာအဲ့လိုထိတဲ့အခါခမျိုးမှာကျွန်တော်တို့ရဲ့ဒီလက်ညိုနဲ့လက်ကလေးဈာထဲမှာအပေါက်လေးတစ်ခုရှိလိမ့်မယ်အကွင်းလင်းတစ်ခုရှိလိမ့်မယ်ဟုတ်ပြီအဲ့တိုင်းဒီထားမယ်အဲ့ဒါလေးကိုလက်ညိုနဲ့လက်ခဏနဲ့ထိပြီးထိပြီးသားအဲ့ထိတ်နှစ်ခုလေးကိုကျွန်တော်တို့ရဲ့မျက်ခုံးနှစ်ခုဈာကအဲ့တတိယမျက်လုံးလို့ခေါ်တဲ့နေရာလေးတနေရာလေးကိုထောက်ပြရမှာဖြစ်ပါတယ် မျက်ခုံးနှစ်ခုကြာကတတရမျက်လုံးနေရာလေးကိုထောက်ပေးပါထောက်ပေးပြီးတော့သူ့အကြောင်းကိုစဉ်းစားပြီးရှာဖွေရမှာဖြစ်ပါတယ်ပထမဆုံးအစရှာရှာဖွေခြင်းမှာတော့ဘာတွေရှောင်မြင်မြမသိပါဘူးဗျာကျွန်တော်တို့ကြည့်ခဲ့တဲ့ရုပ်ရှင်တွေသွားခဲ့တဲ့နေရာတွေဟောဒီနေ့စားခဲ့တောက်ခဲ့တာတွေဟာအကုန်လုံးပဲဗျာဘာတွေရှောင်မြင်မှမသိဘူးရှောင်မြင်လိမ့်မယ်အဲ့တော့ကျွန်တော်တို့ပထမ9မိနစ်7မိနစ်တော့ရှောင်မြင်နိုင်မယ်အနည်းဆုံးတရားလေးကိုနိုင်ဝက်လောက်ကြည့်လိုက်ဗျာညောင်းရင်တော့ကိုယ့်ကိုအသာလေးအိတ်သွားလို့ရတယ်အဲ့တိုင်းလေးကို24ရက်တိတိရှာဖွေရမှာဖြစ်ပါတယ် နစနဲ့လေးတတိရှာဖွေရမေးဆိုတာကတချို့တော့မိတ်ဆွေများဆိုလို့ရှိရင်တော့နှစ်ပတ်တွင်းမှာတွေ့တယ်တချို့မိတ်ဆွေများတော့တစ်ပတ်တွင်းတွေ့တယ်လို့ပြောပါတယ်အဲ့တွေ့တဲ့ခါမှဘယ်လိုတွေတွေ့လဲဆိုတော့အဲ့လိုမျိုးရှာဖွေလိုက်တာနဲ့သူကဘယ်နေရာမှာရောက်နေလဲဘယ်ဘယ်နေရာမှာဘသူခုံဘယ်ခုံမှာထိုင်နေလဲအဲ့ညီရဘာရောင်နဲ့ဘသူနဲ့တူထိုင်နေတယ်သူ့တက္ကသိုလ်ဘေးကဘယ်နှစ်ယောက်ရှိတယ်ဆိုတော့အစကျွန်တော်တို့တွေကွက်ကွက်ကွင်းကွင်းထင်းသားမြင်းသားရှိအောင်ရေးရေးလေးပေါ်လာပါတယ် ဟုတ်ပြီတချို့ဆိုလို့ရှိရင်လည်းအဲ့လိုမျိုးကြည့်နေချင်းမှာတော့မပေါ်ဘူးဒါပေမဲ့အိမ်မက်ထဲမှာလာပြတာမျိုးတွေရှိတယ်ဒါပေမဲ့အဲ့အိမ်မက်ကလည်းမပြတ်ကြလို့ရှိရင်ဖုန်းဆက်မိတာပဲဖြစ်ဖြစ်စုံစမ်းလိုက်တာပဲဖြစ်အဲ့ဒီနေရာမှာသူတကယ်ပဲရှိနေတယ်အဲ့ဒီနေရာမှာသူတကယ်ပဲအဲ့ဒီအိမ်အယောင်နဲ့ဝတ်စားလုံးနေတယ်တကယ်ပဲသူအဲ့ဒီနေရာကိုသွားခဲ့လေသူအဲ့ဒီနေရာမှာအလုပ်လုပ်ရှိနေတာသိကြခဲ့တယ် ဒါကတော့တချို့မိတ်ဆွေများကတချို့မိတ်ဆွေများဆိုလို့ရှိရင်လည်းအဲ့လိုကြီးလက်တန်းတဲ့ကြီးနေစဉ်အတွင်းမှာကိုပဲသူရဲ့လှုပ်ရှားမှုတွေပုံရိပ်တံတန်းတွေကလာပြီးတော့ထင်ဟပ်စီပေါ်ဟပ်စီမြင်စီပါတယ်အဲ့ဒီတိုင်းလေးပဲကျွန်တော်မိတ်ဆွေများတချို့ဆိုလူတွေပြောက်တဲ့ခါမျိုးမှာအဲ့ဒီတိုင်းနဲ့ရှာပေးတာမျိုးလည်းရှိတယ်ကျွန်တော်တွေ့ပူတဲ့အဲကျွန်တော်ကျွန်တော်တွေ့ပူတဲ့ဘေးရင်ဆရာပေါ့နော်အဲတော့တော့ဘေးရင်ဆရာလို့လို့ပြောရမလားပဲနခဆရာပေါ့အဲသူကတော့ကျွန်တော်တို့ဒီပေါ့နော်အဲဒီဖဲချက်တွေဟောဖဲချက်တွေနဲ့ဟောတဲ့ တတော့ဆရာပေါ့လေအဲဒါသူလည်းဘီနီဆာဆိုပါတော့ဟုတ်ပြီအဲ့ဆရာ တယောက်အဲ့ဒီတိုင်းရှာတာကိုလည်းကျွန်တော်ကိုယ်တိုင်လည်းတွေ့ဘူးတယ်တကယ်လည်းသူပြောတာဟုတ်နေတယ်အဲ့ဒီညမှာတွားကြည့်လိုက်တော့တကယ်ပဲအဲ့လူတကယ်ရှိနေတယ်ဒါကြောင့်မို့ခလေးလေးပြောက်တဲ့ခါမျိုးလူကြီးတွေပြောက်တဲ့ခါမျိုးစသဖြင့်အဲ့တော့ဘသူပဲပြောက်ပြောက်ကိုတွေးနေတဲ့လူအဲ့လိုမျိုးရှိရင်အခုနေတဲ့မိတ်ဆွေများကိုယ်တိုင်ကိုယ်ကျရှာလို့ရပါတယ်အဲ့တခုတော့ရှိတာကဒီဟာလေးကိုလုံးမဆိုရင်တော့ကျွန်တော်ခြေလက်တွေတန့်စင်ပြီးပေါ့အဲ့တချို့ဆိုလည်းရေမှုချိုးပြီးမှာပေါ့နော်အဲ့ကျွန်တော်တို့ဟိုတချို့ဆိုလည်းအာရေမှုချိုးတော့တကယ်လို့ညနေစောင်းမှချိုးရင်တော့ အဲခြေလက်တွေတန့်စင်းလုတ်လိုက်ပေါ့နော်အဲ့တော့ညိုက်ခဏချိုချိုလည်းညိုက်ခဏဒီမှာချိုးတော်မျိုးရှိတယ်နော်ဘာဖြစ်ဖြစ်ခြေလက်တွေတန့်စင်းစင်ကြအောင်လုတ်ပြီးမှကျွန်တော်တို့တွေဒီဟာလေးကိုဟောကျွန်တော်ရှာခွေတင်ပါတယ်အဲ့တော့ဆိုလို့ရှိရင်အော်တနေတကြီးရောက်နေတဲ့ကိုကောင်လေးကိုကောင်မလေးအာဒါဆိုသူ့ဘယ်နေရာမှာဘယ်သူနဲ့ဘာလုပ်နေတယ်အဲအဲ့လိုပေါ်တော့ဖဲဘယ်နေရာမှာခြေပုံခုတ်နေလဲအဲဥမာအဲ့လိုမျိုးလေးအဲ့တော့ကျွန်တော်တို့ဒီအေတိနိုင်တယ်ပေါ့နော်ဒီဟာလေးကတည့်ရက်နေ့ရက်နဲ့အဲတွေးဖို့ရခက်ခဲပေမဲ့ တပတ်နှစ်ပတ်ကြာရင် ထူးခြားခြားကြီးတိလာပါတယ်ဗျတချို့ဆိုရင်အရန်ဆက်သွယ်ပြက်နေလူတွေရှိတယ်အလိုဆက်သွယ်ပြက်နေတဲ့လူလူတွေဆိုလို့ရှိရင် အားဆရာကျွန်တော်ကသူ့ဓာတ်ပုံမရှိတော့ဘူးအဆက်သွယ်ပြက်တာအရန်ကြာသွားပြီဆိုလို့ရှိရင်တော့ဓာတ်ပုံကိုမရှိဘူးဆိုလို့ရှိရင်လည်းဆောက်ရွက်ဖြူပုံမှာသူ့ရဲ့ပုံမှန်တရံကိုအဲ့ဒါကိုယ့်အကိုဆွဲလိုက်ဒါမှမဟုတ်လေတယောက်ယောက်ကိုဆွဲခိုင်းတယောက်ယောက်ဆွဲခိုင်းပြီးတော့အဲ့ပုံကိုအဲ့အဲ့အဲ့နောက်မှာလဲအဲသူ့ဘေးလေးမှာလဲသူ့နာမည်နဲ့သူ့နေနေရေးမယ်။ဥပမာမနေ့ဆိုလဲစနေသမီးပေါ့အဲ့လိုမျိုးလေးရေးမယ်။ ဥမာစံကြီးဒီမိုးမြစ်ဆိုလဲအင်္ဂါသမီးပေါ့အာဥမာဥမာစံဥမာဆိုကြပါဦးကျွန်တော်ကျွန်တော်စံစံကြီးဒီမိုးမြစ်ကို အဲဘယ်နေရာမှာဘာလို့နေဘူးနဲ့ရှိနေလို့ကျွန်တော်ကြည့်ချင်လို့ရှိရင်လည်းဆိုင်ဆိုင်မုံမြပုံကိုယူမယ်အဲသူ့ဓာတ်ပုံနောက်မှာသူ့ရဲ့နာမည်နဲ့သူ့နေနာနဲ့ရေးပြီးတော့ခေါင်းအောင်တဲ့ထည့်ပြီးတော့ခုနလိုပဲရှာမယ်အဲကျွန်တော်မိတ်ဆွေများလည်းကိုရှာခြင်းနဲ့သူကိုကြည့်ခြင်းနဲ့သူအကုန်လုံးကိုရှာဖွေလို့ရတယ်ဆိုတဲ့အကြောင်းလာပြီးများပေးတာဗျလက်တွေ့လည်းဆက်သက်နေပါတယ်ထူးခြားမှုလေးရှိရင်ကျွန်တော်လာပြန်ပြောလိုက်ပါအောင်ဗျကျွန်တော်အရင်တစ်ခေါက်ကကျွန်တော်မြောက်မြောက်ပေးခဲ့တာထူးခြားမှုလေးတွေရှိခဲ့တဲ့15ရောက်16ရောက်လောက်ထူးခြားမှုလေးတွေရှိတယ်အဲ့တော့ ကျွန်တော်မိတ်ဆွေများလည်းဒါလေးကိုဆန့်သက်ပြီးတော့ကျွန်တော်ထူးခြားမှုလေးလေးအဆင်ပြေတယ်တွေ့တယ်ဆိုလို့ရှိရင်လည်းခွန်မမလာရေးပေးလိုက်ပါအောင်ဗျဒါမှကျွန်တော်နောက်လူတွေဆက်ပြီးမြောက်ပေးလို့ရအောင်ပါအားလုံးကျေးဇူးတင်ပါတယ်ကဲမိတ်ဆွေအားလုံးလည်းချစ်ခင်နေတဲ့ရသူတွေတွေ့ဆုံကြပါသည်ဒါပြွှေရှင်ရပါသည်ဗျအဆင်ပြေတဲ့ line subscribe နဲ့ပြီးအားပေးကြလို့ရပါတယ်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ